င်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ကစီမင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတစ်ခုကိုမတိနားမလည်ခဲ့လို့ကမ္ဘာဆန်ကြီးတစ်တန်ကြခံခဲ့ရတဲ့အမေရိကန်ကစားသမားတယောက်အကြောင်းကိုပြောပြချင်ပါတယ်သူကပြိုင်ပွဲတစ်ပွဲထဲမှာပြစ်ဒဏ်ပေါင်း58ချက်58ချက်ပြစ်ဒဏ်ကြခံခဲ့ရတာပါ ဖြစ်စဉ်က2019ခုနှစ်အောက်တိုဘာလမှာကျင်းပခဲ့တဲ့ Senior LPGA Championship ပြိုင်ပွဲမှာ American နိုင်ငံသူ Leon Walker ဆိုတဲ့ Senior Golfer Senior Professional Golfer ကြီးကပြိုင်ပွဲဝင်တဲ့အချိန်မှာစီမင်းအမှတ် 10.2B4 ဆိုတဲ့စီမင်းကိုသူက မတိတဲ့အခါကျတော့ချိုးပေါက်လိုက်မိတယ်။အဲ့ဒီစီမင်းကကစားသမားရဲချက်မပြုတ်လို့မီကယ်ဒီအတွက်ကန့်သက် area ဆိုတာရှိတယ်။ကယ်ဒီမသွားရတဲ့နေရာ၊ကယ်ဒီမနေရတဲ့နေရာအဲ့နေရာဒီရိုင်းလန်းချောင်းဘောလုံးရိုင်းလန်းချောင်းရဲ့ဘောလုံးရဲ့နောက်တက်တဲ့ line ပေါ်မှာကယ်ဒီကမနေရပါဘူး။ဆိုလိုတာကရိုင်းလန်းချောင်းကိုညွှန်ပြဖို့ကယ်ဒီကကူညီပေးပိုင်ခွင့်မရှိပါဘူး။ကယ်ဒီ green ပေါ်မှာဖြစ်ဖြစ် fairway ထဲမှာဖြစ်ဖြစ်မြည်တိနေရာမှာမဆိုရိုက်လမ်းကြောင်းနောက်မှာကယ်ဒီကလမ်းကြောင်းညှို့ပြခွင့်မရှိပါဘူးကျွန်တော်မြန်မာပြည်ကကစားသမားတော်တော်များများလဲဒီကိစ္စကိုလောက်ကြတာကျွန်တော်မြင်ဘူးပါတယ်ဆရာဘဲဘဲနည်းနည်းရွှေ့ဦးဆိုကယ်ဒီကပြောလိုက်ရင်ကစားသမားနည်းနည်းရွှေ့တယ်ညာဘဲနည်းနည်းရွှေ့ဦးဆိုရင်ကစားသမားနည်းနည်းရွှေ့တယ်ဒီလိုနည်းနဲ့ကယ်ဒီကရိုက်လမ်းကြောင်းကိုညှို့ပြတဲ့အကူအညီပေးကြပါတယ်တချို့နည်းနည်းလဲတဲ့ကယ်ဒီတွေနဲ့ဂေါ်ဖာတွေကြတော့ အဲ့လိုမပြောအောင်ဆိုတော့နားလေတယ်တိတယ်ဒါပေမဲ့ကျူးလွင်ညင်တဲ့ခါကျတော့ဗစက်ကမပြောဘူးကယ်ရီယာနောက်ကနေရက်ကြည့်လိုက်တယ်ရက်ကြည့်ပြီးတော့ line တက်ပြီဆိုရင်ကယ်ရီယာဖယ်ပေးလိုက်တယ်ဆရာသမား line တက်ပြီလို့ကယ်ရီညွန့်အချက်ပြမှန်တိတယ်ရိုက်တယ်အဲ့ဒါကိုလည်းစီးမင်းမာကဒဲတိတိကျကျရေးထားပါတယ်ဒီစီးမင်းကိုချိုးချိုးပေါက်ရင် general penalty အထွေထွေသတ်မှတ်ချက်ပြစ်ဒဏ်ကြာခံရပါမယ် ကျွန်တော်တို့အချက်ရည်နဲ့ရိုက်တဲ့ stroke play မှာပြစ်ဒဏ်2ချက် match play မှာကျင်းရှုံးပြစ်ဒဏ်ဖြစ်ပါတယ် walker ကအဲ့ဒီစီမင်2019 January တရက်နေ့မှာပြင်ဆင်တက်မှတ်လိုက်တာကို तू မသိပါဘူး professional golfer တယောက်က စီမင်မသိတာတော်တော်ဆိုးပါတယ် professional golfer တော့မှာ LPG အဆင့်မှာကစားနေတဲ့ professional golfer တယောက်ကစီမင်းမသိတာတော်တော်ဆိုးပါတယ်။သူက January 1ရက်နေ့မှာပြောင်းလိုက်တဲ့အဲ10.24ကိုသူမသိဘူး။အော်တိုဘာလမှာလုတ်တဲ့10လကြာမှာလုတ်တဲ့ပြိုင်ပွဲမှာသူကအဲ့နီကိုသုံးတယ်။ဆိုတော့ပထမတရက်ဒုတိယတရက်နှစ်ရက်ပေါင်း58ချက်ပြည့်တန်ကြာခံခဲ့ရတယ်။ဆိုတော့ဗျာဒီပြည့်တန်ကတမိုင်းတစ်လျှောက် အများဆုံးပြစ်ဒဏ်ဖြစ်ခဲ့ပါတယ်ပြောချင်တာကကော်ဖရီအနေနဲ့စီမင်းတိစရာမလိုပါဘူးစီမင်းမတိလည်းရပါတယ်စသည်အဖြစ်မျိုးစုံလုပ်နေမဲ့အစားစီမင်းကိုတိအောင်လုပ်ဖို့ကအခက်မှမခက်တာနည်းနည်းလေးလာလိုက်ရင်ရပါတယ်စီမင်းနဲ့ညီကစားကြပါစို့ခင်ဗျာကျေးဇူးတင်ပါတယ်